လိုက်ရီလို့ရတဲ့ကာလမှာဗီဒီယိုကွန်တန့်ကဘလောက်ထိတန်ဖိုးရှိလဲဘလောက်ထိအေးပါလဲဆိုရယ်တန်ဖိုးမမြင်ခဲ့ဘူး KD ကိုရိုင်းအပါဝင်ပဲလိုက်ရီလို့ရတဲ့ကာလမှာ live ကိုပဲ KD ဦးစားပေးပြီးလောက်ခဲ့တာ live နဲ့ပဲဝင်ငွေလောက်ခဲ့တယ် live နဲ့ပဲအယောင်ပိတ်လောက်ခဲ့တာဗီဒီယိုကွန်တန့်ကနေလဲငွေရဝင်တယ်ဒါပေမဲ့ကွာ live fact ကပဲဦးစားပေးတဲ့အခါမှာ live ကနေပဲပို့ပြီးဝင်များတယ်ဗီဒီယိုကွန်တန့်ကဘယ်ချိန်မှ KD စပြီးစိတ်ဝင်စားလာတာလဲဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်တုန်းကကွန်တန့်ကတော့ KD ဖန်တီးနေတယ်เนาะဒါပေမဲ့ကွန်တန့်ကနေ live လောက်တော့သူမဝင်ဘူး live ကတော့ဓာတ်ရိုက်အယောင်ပိတ်ရတာပို့ ပြီးလွယ်ကူတယ်ဒါပေမဲ့ content နဲ့တင်အလုံးမလုံးတဲ့ရက်မှလဲဝင်ကိုယာနဲ့ချီဝင်တယ်ဆိုတော့အဲ့လောက်ထိကတိမမြုံလေ့ထားငွေတော့လှုပ်လို့ရတယ်မှန်တယ်ဒါပေမဲ့ကိုနားတဲ့ရက်မှလဲယာနဲ့ချီကိုအဲ့လိုမျိုးဆက်ပိုက်ဝင်နိုင်တယ်ဆိုတော့ယုံကြည်မှုတော့တိတ်ပြီးမရှိသေးဘူးဘယ်အချိန်မှစယုံကြည်လာတာလဲဆိုရင်အဒီပထမဦးဆုံးတရားစခန်းဝင်တဲ့အချိန်လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဗီဒီယို content နဲ့ဘယ်ညီမလေး admin တို့နဲ့လှုပ်ထားရတယ်15ရက်အတွင်းမှာဗီဒီယို content နဲ့တင်ကဝင်ကိုယာနဲ့ချီကိုဝင်လာတယ်တရားစခန်းနေထွက်လာပြီးတော့အော် all content နဲ့တင်ကိုအဲ့လောက်ထိကိုအယောင်ပိတ်လောက်တာထီအောင်မှုရှိ ဒါလားဆိုပြီးတော့ content back မှာပို့ပြီးတံပိုးထားလာတယ် content ကိုတေချာပြန်ပြီးဖန်တီးတယ်ပြီးတော့တရား scan ဒုတိယအကြိမ်ထပ်ပြီးပြန်ဝင်နိုင်တယ်ပေါ့အော် content နဲ့လည်းကိုကငွေလောက်လို့ရတယ်ဆိုတော့အချိန်လို့လက်မှုပို့ပြီးရရှိလာတယ် live ရဲ့အကောင့်ကျွားရောင်းပိတ်တာချက်ချင်းလောက်လို့ရတယ်ဒါပေမဲ့အားနေချက်ပါလဲဆိုရင်ကိုကနားလို့မရဘူးကိုလောက်တဲ့အချိန်မှာတော့ကိုရတယ် video content ရဲ့အကောင့်ကျိုးကတော့ကိုလောက်ထားပြီးသားအရာကငွေရပြန်ဝင်တာကိုကိုတိုင်းနေတိုင်းလုံနေစရာမလိုကိုက video ရိုက်ထားပြီးတော့ stock တင်ထားပြီးရင်ညီမလေး admin သူတို့တင်ပေးတဲ့အခါမှာအဲ့ဒီကနေအယောင်ပိတ်ဆိုတော့လုံးလုံးရတ ပြီးတော့ကတိကလေးမွေးတဲ့ကာလမဆက်အရန်တိတာတဲ့ခုစဉ်9လရှိသွားဒီ9လခွဲအတွင်းမှာဆက်တလကိုမှတကြိမ်လောက်ပဲ live ကလွှင့်ဖြစ်တာတချို့လမှာဆိုရင်လုံးဝကိုမလွှင့်ဖြစ်ဘူးဒါပေမဲ့လတိုင်းယာနဲ့ချီက profit တွေဝင်တယ်ဘယ်အဲ့လောက်ထိဝင်တယ်ဆိုတော့အစတော့ကကိုကမမြုံလေးထားကလေးမွေးတဲ့ကာလမှာကိုရဲ့ဝင်ငွေကစိတ် short ထားတယ်ဝင်နိုင်တဲ့လောက်တော့ဝင်မှာပဲဒါပေမဲ့ content နဲ့တင်ကိုအယောင်ပိတ်တာအရန်ကိုထိရောက်တယ်ဆိုတော့အဲ့မှာတန်ဖို့ဆိုတော့မြင်လာတယ်ဒီနောက်ပိုင်းမှာကတိပြောချင်တာ live လွှင့်လို့မရတဲ့သူတွေ content နဲ့လည်းအယောင်ပိတ်လုပ်လို့ရတယ်ဆိုတော့ ြောချင်တဲ့ဒါကီဒီကိုတိုင်းလှုပ်လာတဲ့လက်တွေ့ပဲကို content ဖန်တီးတဲ့အခါမှာဖြစ်တယ်လို့မျိုးမဖန်တီးနဲ့အယောင်ပိတ်တခါတည်းလှုပ်ထားပါအယောင်ပိတ်တခါတည်းလှုပ်ထားတဲ့အခါကို view လဲရတယ်ဝင်ငွေလဲတခါတည်းရလာတချို့တော့ content တော့ဖန်တီးတယ်နောက်ဆုံးအယောင်ပိတ်မလှုပ်ထားတဲ့အခါဗီဒီယိုတော့ဖန်တီးထားတယ်နောက်ဆုံးရောင်းလို့မရဘူးအယောင်ရဖို့ပြန်ပြီးခက်ခဲနေကြတယ်ကိုရဲ့ video content မှာတခါတည်းအယောင်ပိတ်လှုပ်ထားမယ်ဆိုပို့ပြီးထရောက်တဲ့ content တစ်ခုဖန်တီးတဲ့အခါမှာ target ရှိရမယ်ဒီ content ကလူခေါ်ဖို့လား view ရဖို့လား follower ရဖို့လားဒါမှမဟုတ်ဒီ content ကအယောင်ပိတ်လှုပ်ဖို့လားအဲ့လိုမျိုး target တီတီချာချာ လေးနဲ့ content တွေဖန်တီးတားမယ်ဆိုရင် live လေးလို့မရတဲ့ကာလမှာလည်း content နဲ့တင်ကငွေတကယ်လုံးလို့ရတယ်ဆိုတာ KT ပြောရဲတယ်ဒါ KT ကိုယ်တိုင်လက်တွေ့ရလာတဲ့ရလက်ပဲဖြစ်တယ် content ပိုင်းမှာတူတီချာလေးနဲ့ဖန်တီးတတ်ခြင်းနဲ့လှုပ်လိုက်တဲ့ content တိုင်းကဒီ content ကဘာအတွက်လဲကိုသိချင်တယ်ရောင်း content ဖန်တီးတဲ့အခါမှာတခါတည်းကိုအယောင်ပိတ်လှုပ်တတ်ခြင်းတဲ့ဆို KT ရဲ့ content best selling တင်နန်းထဲမှာလည်းလာဆောင်လို့ရတယ်ဒါမှမဟုတ်ဒီလာမဲ့၅လပိုင်းရန်ကုန်မှာအပြင်တွေ့ class KT season ပေးမယ်ဒီ class က beginner အတွက်တော့မသိတော့ professional content ဖန်တီးချင်တဲ့အုပ်စုအတွက်တည်တော်တဲ့ brand ပိုင်ရှင်တွေ brand leader ဒါမှကိုယ်မှာ product ရှိပြီးသား coach trainer လုပ်နေပြီးသား content မှာအခြေခံရှိနေပြီးသားဆိုရင်တော့ဒီ class မှာလာ join လို့ရတယ်ဒီ class က KD တို့လက်တွေ့ကို train မဲ့ class ဆိုတော့လက်တွေ့ကြကြသင်တိုင်းမှလာပြီးစုံပါ KD တို့အထူးချင်းနဲ့လည်းစီစဉ်ထားပေးတဲ့ရန်ကုန်နှစ်ရက်စာသင်တန်းသင်တန်းစေးရတော့25သိန်းဒီ video ကနေလာတဲ့သူကအခြေတို့16သိန်းသာတောင်းတဲ့စီစဉ်ထားပေးတယ်ခြေနဲ့တွေ့ချင်တဲ့သူကလာစုံလို့ရတယ်ကျေးဇူးတင်ပါတယ်